ိုနဲ့တွေးတဲ့လူတိုင်းရဲ့ရည်ရွယ်ချက်တွေကစစ်မှန်မှမဟုတ်ဘူးဒီတော့ကိုနဲ့တွေးတဲ့လူတိုင်းကိုသူတို့မှာစစ်မှန်တဲ့ရည်ရွယ်ချက်ရှိမှမယ်ကို့ပေါ်မှာကောင်းတဲ့ရည်ရွယ်ချက်တွေရှိမှပဲလို့ခံယူထားရင်မှားလိမ့်မယ်လူတိုင်းကို့ပေါ်မှာစစ်မှန်တဲ့ခံယူချက်ရှိမှမဟုတ်ဘူးဘာမှမလို့ရှင်နေကြီးကလုတ်ဖို့အလုံးအစုံနေ့တစ်နေ့ဖြစ်နေတယ်ဒီတော့ဒီနေ့ငါ ဘာမှမလုပ်ချင်ဘူးဆိုလို့ရှိရင်တော့ဒီကြရင်အဲ့ဒီမှာအတကုံစူးစမ်းရတော့မယ်အဲ့ဒီမှာတကုံတော့ရမယ်ကိုကိုကိုဂယုဆိုင်တယ်လို့ဘယ်သူမှကိုကိုဂယုဆိုင်မှာမဟုတ်ဘူးသူတို့မှလည်းကိုကိုဂယုဆိုင်ဖို့တာဝန်မရှိဘူးဒီနေ့ကိုစူးစမ်းရင်မနေ့ကဒီနေ့နဲ့တူမှာမဟုတ်ဘူးပိုကောင်းတဲ့မနေ့ပြန်ဖြစ်နေပြီဒါပေမဲ့ဒီနေ့ကိုဘာမှမစူးစမ်းဘဲနဲ့ထိုင်ပြီးတော့မှ အပြစ်ပြောနေမယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့မနှက်ပြန်ကနှပ်ပါမှာဟုတ်ဘူးတခါတလေလောကကြီးကဟုတ်ဘူးဘသူဖြစ်တယ်ဆိုတာကိုပြောလိမ့်မယ်ဒါပေမဲ့ကိုကနှပ်နာပြီးတော့မှနားမထောင်ဘူးမတုံးသက်ဘူးဆိုရင်တော့ဘယ်တော့မှအဲ့ဒီအတန်ကြီးကြားရမှာမဟုတ်ဘူးဘဝဆိုတာကကိုစီစဉ်ချတဲ့အတိုင်းဖြစ်လာမှာမဟုတ်ဘူးအဲ့ဒါကလည်း ကောင်းတဲ့အချက်တစ်ချက်ပဲ။ဘာကြောင့်လဲဆိုတော့ကိုစီစဉ်ထားတဲ့အတိုင်းသာအမြဲတမ်းဖြစ်နေလို့ဆိုရင်လောကကြီးကပျော်စရာကောင်းမှာမဟုတ်တော့ဘူး။ဒီတော့ကိုစီစဉ်ထားတဲ့အတိုင်းဖြစ်မလာတာကလည်းကောင်းတော့ပဲ။ကိုကိုပူတန်ပါစေလေ။ကိုကိုဦးပြီးတော့မှပျော်ရွှင်လာစေလေ။ဘဝမှာအခက်အခဲဆုံးအချိန်ရှိနေတယ်။အဲ့ဒီအချိန်တွေကတော့ မကောင်းတဲ့သူတွေနဲ့တွေ့တဲ့အခါမှာသူတို့ကကိုယ့်ကိုသင်ငန်းစာတွေပေးနေတဲ့အချိန်ပဲ။ရောအဲ့ဒီသင်ငန်းစာတွေကိုယူပါ။ကြာလာတဲ့အခါမှာဘဝကလွေလာနိုင်မယ်။လူတွေကကို့အတွက်ရှိရတယ်မဟုတ်ဘူး။ပြီးတော့ကို့ကိုစန့်ကျင်ဖို့လည်းရှိရတယ်မဟုတ်ဘူး။လူတွေကသူတို့အတွက်သူတို့တည်ရှိကြတာ။လာနေတဲ့အရာက ထွက်သွားတဲ့အရာထက်ကိုပေါင်းပါရင်ဒါကြောင့်လဲဆိုတော့ကိုကထွက်သွားတဲ့အရာတွေကိုဘာမှလုပ်လို့မရတော့ဘူးလာနေတဲ့အရာတွေကိုတော့ကောင်းကောင်းစီမံလို့ရလို့တခါတလေမှလူတွေစီကထွက်ပေါ်ခဲ့ပါတချို့လူတွေကလည်းကိုယ့်ရဲ့ဘဝအနေကနေထွက်သွားပြီးပြီးတော့ဘူး relationship တစ်ခုကိုရှင်းထည့်လိုက်ပါဆိုဘဝကပြောစရာကောင်းနေမဟုတ်ဘဲပြေးထားတယ်ဆိုရင်တော့စိတ်ပင်ပန်းရလိမ့်မယ် ါကတော့ကျွန်တော်တို့ဒီကျွန်တော်မိတ်ဆွေတွေဘဝအတွက်တန်ဖိုးရှိရရှိရမှာဖြစ်ပါတယ်ကျွန်တော်ရင်ငယ်ရင်းမိတ်ဆွေတွေဟာလေဒီတနည်းကိုပြောပဲရှင်ရှင်နဲ့ဖြစ်တိုင်းရင်အောင်မြင်ပျော်ရွှင်ပြောင်းလဲလို့ရရှိဖို့ကျွန်တော်ဆုတောင်းပေးပါတယ်ကျွန်တော်ညံလဲအောင်ပါ